သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့အော်တိုဘားလ9ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတိစမှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတိစမှုလေးကိုဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခန့်အပ်ပါရခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပန်းတောင်းမြို့နယ်မှာအေအေသိမ့်ပိုက်ထားတဲ့ညောင်ကျိုးပြွာစစ်စကန်ကုန်းကိုစစ်တပ်ကပြန်လည်သိမ်းယူဖို့စစ်ကြောင်း3ခုနဲ့ထိုးစစ်ဆင်ပေးမယ်လေစစ်သား30ဦးတေဆုံးပြီးခွေးပြေးဝက်ပြေးစုခွာထွက်ပြေးခဲ့ကြောင်းတင်ဆက်ပေးပါမယ် ။ပဲခူးတိုင်းပန်းတောင်မြို့နယ်မှာအေးအေးသိမ့်ပိုက်ထားတဲ့ညောင်ကျိုးပြူဝစစ်ကန်ကိုစစ်တပ်ကပြန်လည်သိမ်းယူဖို့ထိုးစစ်ဆင်လာပေးမယ်လေ။အနည်းဆုံးစစ်သား30ဦးသေဆုံးပြီးစစ်ကြောင်းတစ်ခုလုံးခွေးပြေးဝက်ပြေးစုခွာပြေးသွားရကြောင်းအေးအေးကဆိုပါတယ်။ယခုနှစ်ဧပြီလ2ရက်နေ့မှာပဲခူးတိုင်းပန်းတောင်မြို့နယ်အုံရှိပင်မြို့နယ်အတွင်းမှာရှိတဲ့ညောင်ကျိုးဘီဝါကုန်းကိုအရကတ်တက်တော်အေအေကတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းဒိုချင်းကလေးကစစ်တပ်ကလေကြောင်းဒရုန်းပစ်ကူအမြောက်အများမြေပြင်ထိုးစစ်အကြိမ်ကြိမ်နဲ့ အဆိုပါပြူဟာကုန်းကိုပြန်လည်သိမ့်ပတ်ရယူဖို့စက်တိုက်ကြိုးပမ်းလျက်ရှိကြောင်းထို့ကြောင့်ညောင်ကျိုးပြူဟာကုန်းအပောင်းအဝင်ဆင်လန်နဲ့လီလာတောင်တို့မှာနေ့စဉ်တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်းသိရှိရပါတယ်။ယမန်နေ့အော်တိုဘားလ6ရက်နေ့မနက်9:00နာရီခန့်မှာတရင်ကျွတ်လပြင်းနေမှာလဲစစ်တပ်ကလီလာတောင်မှာရှိတဲ့ AA ရဲ့စကန်ကုန်းကိုအကြံဖတ်စစ်ကော်မရှင်ရဲ့စက္ကကတစ်လောက်ကန်တရင်များနဲ့အခြားသောစုပေါင်းဆက်ပေါင်းတက်တချို့ပါဝင်တဲ့စစ်ကြောင်း၃ကြောင်းကလက်နက်ကြီး drone များ ဝိုင်းတွဲလေရင်များနဲ့ထပ်မံထိုးစစ်ဆင်တိုက်ခိုက်လာပေမဲ့အေအေကခုတ်ကန်တိုက်ခိုက်ခြင်းနဲ့တံပြန်ထိုးစစ်ဆင်ခဲ့တဲ့အတွက်စစ်တပ်ဘက်မှတိုက်စုံမှုများစွာနဲ့ခွေးပြည့်ဝက်ပြီးစုခွာထွက်ပြေးသွားကြောင်းသိရှိရပါတယ်။အေအေရဲ့တိုက်ခိုက်မှုကြောင့်ယမန်နေ့မွန်လွယ်တနအီချိန်မှာစစ်တပ်စစ်ကြောင်းကစုခွာထွက်ပြေးသွားချိန်စစ်တပ်ဘက်မှ30ဦးတိုက်စုံပြီးတရားရရှိသူအများအပြားရှိကြောင်းဒီကနေ့အော်တိုဘန်လ9ရက်နေ့မှာတော့စစ်တပ်ကဒရုန်းကိုအားပြုပြီးတိုက်ခိုက်မှုမျိုးသာပြုလုပ်တော့ကြောင်းသိရှိရပါတယ်။ ဒီနေ့အချိန်လေးကသူတို့အဲ့ဒီဂုံပတ်ဝန်းကျင်ကိုလာပြီးမှဒရုန်းနဲ့ပုံကျဲတယ်ထိုးစစ်ဆင်တယ်တွေးလို့စမ်းတယ်အဲ့ဒီလောက်ပဲရှိပါတယ်လို့အေးအေးသတင်းအရင်းမြစ်ကရန်ကုန်ခေတ်သစ်သတင်းဌာနကိုပြောဆိုပါရယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့မြောက်ဝတီမြို့နယ်ကြားပြန့်လုပ်ငန်းများမှာလိမ့်လဲခုံဆောင်ခံရတဲ့ထိုင်းနိုင်ငံသား16ဦးကိုထိုင်းစိုးရကပြန်လည်လက်ခံခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြောက်ဝတီမြို့နယ်အတွင်းရှိအွန်လိုင်းငွေလိမ်လည်တဲ့ကြားပြန့်လုပ်ငန်းများမှာလိမ့်လဲခုံဆောင်ခံရပြီး အတင်းအကျပ်အလုတ်စီကိုင်းခံရတဲ့ထိုင်းနိုင်ငံသား16ဦးကိုထိုင်းစိုးရကပြန်လည်လက်ခံထားကြောင်းထိုင်းသတင်းများအရသိရှိရပါတယ်။မြဝရီမြို့နယ်ဘက်ကိုလိမ့်လည်လှည့်ပြကတရားမဝင်ငွေကြေးလိမ့်လည်တဲ့ကြားပြန့်ကိုင်းများမှအလုတ်လုတ်ခဲ့ရတဲ့ထိုင်းနိုင်ငံသား16ဦးကိုထိုင်းနိုင်ငံကိုယမန်နေ့မှလုံခြုံစွာပြန်လည်ခေါ်ဆောင်လာပြီးဖြစ်ကြောင်းထိုင်းနိုင်ငံကြားရေးဝန်ကြီးဌာနကယမန်နေ့မှအတည်ပြုကြေညာပါတယ်။မြဝရီမြို့မှာပိတ်မိနေတဲ့နိုင်ငံသားများအနက်မှထိုင်းနိုင်ငံသားတွေကိုကယ်တင်ပေးရန်ထိုင်းအရက်ဖက်အဖွဲ့များကကြေညာချက်ထုတ်ပြန်တောင်းဆိုပြီးနောက် ထိုင်းနိုင်ငံသား16ဦးကိုပြန်လည်ခေါ်ဆောင်နိုင်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ထိုင်းအစိုးရရဲ့ပြန်ကြားချက်မှာပြောရေးဆိုခွင့်ရှိသူညွန်ကြားရေးမှူးချုပ်ကမြောက်ဝတီမြို့နယ်မှာပိတ်မိနေတဲ့ထိုင်းနိုင်ငံသားတွေကိုကယ်တင်နိုင်ရေးရန်ကုန်မြို့မှာရှိတဲ့ထိုင်းတန်ယုံနဲ့ပူးပေါင်းဆောင်ရွက်ရန်ညွှန်ကြားခဲ့ကြောင်းအဆိုပါညှိနှိုင်းမှုကြောင့်မင်းဆောက်မြောက်ဝတီအမြဲတမ်းနေဆက်စစ်ဆေးရေးကိမတဆင်ထိုင်းနိုင်ငံသားများကိုလင်းမြန်လုံခြုံစွာနေရပြန်ပို့နိုင်ရေးအတွက်တည်ကြစီခဲ့ကြောင်းသိရှိရပါတယ် ထိုင်းနိုင်ငံသား16ဦးလုံးဟာလူကုန်ကူးမှုရဲ့တားကောင်များဟုတ်မဟုတ်စစ်စစ်ဖို့အတွက်မြို့သားလွှဲပြောင်းပေးရန်နာ NRM ကစစ်စစ်ဆောင်ရွက်မှုများလှုပ်ဆောင်နေစေဖြစ်ကြောင်းဒုက္ခသည်များအဖြစ်တရားဝင်သတ်မှတ်ခံရသူတွေဟာသက်ဆိုင်ရာအစိုးရဌာနများရဲ့အကာအကွယ်နဲ့ပြန်လည်ထူထောင်ရေးအထောက်ပံ့များရရှိမှာဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဒိုက်ဦးထောင်အမျိုးသမီးဦးစီးအရာရှိဇင်မာကြည်အောင်ကနိုင်ငံရေးအကျဉ်းသူတွေကိုအကြောင်းမဲ့တိုက်ပိတ်ညှဉ်းပန်းနှိပ်စက်နေကြောင်းတင်ဆက်ပေးပါမယ် ပဲခူးတိုင်းတိုက်ဦးထောင်အမျိုးသမီးဆောင်မဦးစည်းအရာရှိဇင်မာကြည်အောင်ကနိုင်ငံရေးအကျဉ်းသူတွေကိုအကြောင်းမဲ့တိုက်ပိတ်ညှဉ်းပန်းနှိပ်စက်နေကြောင်း Justice Network Political Prisoners GNPP မှတာဝန်ရှိသူတဦးကပြောဆိုပါတယ်။တိုက်ဦးအကျဉ်းထောင်မှဦးစည်းအရာရှိဇင်မာကြည်အောင်ကနိုင်ငံရေးအကျဉ်းသူများကိုအကြောင်းမဲ့တိုက်ပိတ်ခြင်းထောင်ဝင်စားပါစယ်ဖျက်တောက်ခြင်းဈေးပါများအားအဆမတန်ဈေးတင်ရောက်ခြင်းအကျဉ်းသူများရဲ့ရပိုင်ခွင့်များအားတာစီပိတ်ပင်ခြင်းများလှုပ်ဆောင်ကာ ရည်ရွယ်ချက်ရှိရှိညှဉ်းပန်းနှိပ်စက်မှုများပြုလုပ်လျက်ရှိကြောင်းသိရှိရပါတယ်။နိုင်ငံရေးအကျဉ်းသူမတ်အီတူဟန်ခေါ်ရှာစစ်ကို2025ခုနှစ်ဇွန်လအတွင်းမှာတီဘီရောဂါတန်တရားရှိတယ်လို့ဆိုကာအဆောင်မမနီခိုင်းပဲတိုက်ပိတ်ခဲ့ပြီးရောဂါတန်တရားရှိသူနဲ့ဘေးကျင်းကပ်နေတယ်လို့ဆိုကာဒေါ်နုနုအောင်ကိုလည်းတိုက်ပိတ်ခြင်းများလှုပ်ဆောင်ခဲ့ကြောင်းအဲ့ဒီလိုတီဘီတန်တရားနဲ့တိုက်ပိတ်မှုအတွက်ဒေါ်နုနုအောင်ကတီဘီရောဂါတန်တရားရှိပါကအိမ်မထောင်ဝင်စာတွေ့ရင်အိမ်ကိုစစ်ခွင့်ပြုရန်တောင်းဆိုပေးမယ်လေ ။ဦးစီးအရာရှိဖြစ်သူဒေါ်စင်မကြည်အောင်ကခွင့်မပြုဘဲထောင်မှစစ်ဆေးပေးမယ်လို့ပြောဆိုခဲ့ပြီး TV ယောဂမရှိပါကတိုက်မှပြန်ထုတ်ပေးမယ်လို့ပြောဆိုခဲ့ကြောင်းတို့ရမှာလဲ TV စစ်ဆေးပြီးနောက်နှစ်ဦးလုံးယောဂမရှိပေးမယ်လဲလက်ရှိအချိန်ထိတိုက်ပိတ်ထားကြောင်းသိရှိရပါတယ်။အခုလိုဖြစ်ရတွေကတထောင်တည်းမဟုတ်ပါဘူး။ထောင်တိုင်းမှာဖြစ်ပျက်နေတာတွေရှိပါတယ်။အကျဉ်းသားတွေကိုအနေကျအောင်လုပ်တာပါ။ဒီလိုအကျဉ်းသားအခွင့်အရေးချိုးဖောက်မှုတွေစီးလို့ဝါလွတ်စီမံမှုတွေကိုဆက်လက်မပြုတ်လုပ်ဖို့တောင်းဆိုတိုက်တွန်းခြင်းပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်းအကျဉ်းထောင်တွေကိုပို့ပြီးအာရုံစိုက်စီခြင်းပါတယ်လို့ GNPP မှတာဝန်ရှိသူကပြောကြပါတယ်။လက်တလုံးမှာတိုက်ဥထောင်မှာအကြောင်းအမျိုးမျိုးပြကအမျိုးသမီးနိုင်ငံရေးအကျဉ်းသူတွေကိုတိုက်ပိတ်ခြင်းများလှုပ်ဆောင်တဲ့အပြင်တိုက်ပိတ်ရမှာလဲမိမဆောင်တိုက်မှာမထားဘဲယောက်ျားလေးတိုက်ဖြစ်တဲ့တိုက်အမှတ်၄၅၆များမှာထားတဲ့အတွက်တိုက်ပိတ်ခံရသူအကျဉ်းသူများမှာစိတ်လုံခြုံမှုမရှိခြင်းရေချိုးရမှာလဲအစစ်မပြေခြင်းများများစွာဖြစ်ပေါ်လျက်ရှိကြောင်းသိရှိရပါတယ်။ ဒါအပြင်တိုက်ဦးထောင်ရဲ့အမျိုးသမီးဦးစီးအရာရှိဇင်မာကြည်အောင်ကပါစင်များထိမ့်ချုပ်ကတ်တခြင်းအကျဉ်သူများရပိုင်권များကိုတားဆီးပိတ်ပင်ခြင်းတရားဝင်ဈေးပါများကိုအစမတန်အမြင့်တင်ရောင်းချခြင်းများလှုပ်ဆောင်နေတဲ့အပြင်ထောင်ဝင်စားပါစင်များကိုကတ်တတ်ထားကြောင်းအကျဉ်သူများကိုအကျဉ်ထောင်တွင်ဈေးတင်ရောင်းချတဲ့အကျဉ်သားများအငွေနဲ့ဝယ်ရတဲ့ထောင်စည်းပါမတာဈေးဝယ်ခိုင်းပြီးတရားဝင်ဈေးပါကို9000ကျက်အထိဝယ်ယူ권ပြုကြောင်းငွေကျက်9000ကျက်ကျော်လွန်ပါကအပြင်းရှင်းစနစ်နဲ့တောင်းခံနေကြောင်းသိရှိရပါသည် အကျဉ်သူများရဲ့အနည်းတွေများကိုလည်းအယောင်ပါတီများကိုဝေခွင့်မပြုဘဲရှာဖွေရင်းမှအကုန်လုံးတင်ဆက်ထားကြောင်းလက်ရှိအဖြူသားပေးသွင်းခွင့်ပြုမယ်လို့ဆိုခဲ့ပြီးထောင်ဝင်းစားပါဆယ်လာချိန်မှာစားတောက်ကုန်များတကူရဲ့သုံးဆောင်များကိုလုံလောက်စွာပေးသွင်းခွင့်မပြုကြောင်းထောင်ဝင်းစုံအဝတ်ထည်လုံလောက်စွာပေးသွင်းခွင့်မပြုဘဲကန့်သက်ထားကြောင်းသိရှိရပါတယ်။အဲ့ဒီလိုအနည်းတွေများလုံလောက်စွာထုတ်မပေးခြင်းအနည်းတွေများလုံလောက်စွာပေးသွင်းခွင့်မပြုတဲ့အတွက်ကြောင့်အကျဉ်သူများမှအအေးတန်ခံနေရပြီး ကိုခန်အားနေကဖျားနာမှုများဖြစ်ပေါ်နေကြောင်းပွေဝဲရာနာများပေါက်ချင်းများဖြစ်ပေါ်လျက်ရှိကြောင်းသိရှိရပါတယ်ထို့ကဲ့သို့အကျဉ်းသူများကိုရည်ရွယ်ချက်ရှိရှိညှဉ်းပန်းနှိပ်စက်မှုများအတွက်ကျူးလွန်သူဦးစီးအရာရှိဇင်မာကြည်အောင်အပါအဝင်ပါဝင်ပတ်သက်သူအလုံးကတာဝန်ယူတာဝန်ခံရမှာဖြစ်ကြောင်း Justice Network for Political Prisoners အနေနဲ့တိုက်ပိတ်ခံနိုင်ငံရေးအကျဉ်းသူများနဲ့တသားတည်းရည်တည်လျက်ရှိပြီးအ мян ဆုံးတိုက်ထင်းမှထုတ်ပေးရန်နဲ့ရင်းလုပ်ရက်များကိုတာဝန်ယူမှုတာဝန်ခံမှုရှိစေရန်တောင်းဆိုထားပါတယ်။ တိုက်ဦးထောင်ကိုအဲ့ဒီလိုခေါင်းစဉ်အမျိုးမျိုးနဲ့မတရားဆွဆွဲကောင်အကြောင်းပြချက်မရှိဘဲအကန့်တမဲ့တိုက်ပိတ်ချင်းတွေကိုအပြင်းထန်ရှုတ်ချကြောင်း Justice Network for Political Prisoners ကထုတ်ပြန်ကြေညာပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့အနောက်မြောက်တိုင်းစစ်တနာကျုပ်ထဲကိုရော့ကက်များနဲ့ပစ်ခတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှအရာရှိ9ဦးအပအဝင်12ဦးသေဆုံးပြီးရိခါ9ဒေါင်နှလုံးပြိုကျပျက်စီးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မုံရုံမြို့အခြေစိုက်အနောက်မြောက်တိုင်းစစ်တနာကျုပ်ထဲကိုရော့ကက်များနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာ အကြံဖတ်စစ်တပ်ဘက်မှအရာရှိ9ဦးအပါအဝင်12ဦးသေဆုံးပြီးရိခါ9000လောက်ပြိုကျပျက်စီးခဲ့ကြောင်းချင်းတွင် Rocket Brother CRP မှတာဝန်ရှိသူတဦးကပြောဆိုပါတယ်။အော်တိုဘာလ2ရက်နေ့မှာအနောက်မြောက်တိုင်းစစ်တနားကျုပ်နမခအတွင်းကိုတော်လန်ရေးတပ်ဖွဲ့တွေကကိုးကြိမ်မြောက်အဖြစ် Rocket 10လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းမှာစစ်တိုင်းရုံးမှအရာရှိ9ဦးရိခါ9000ဆောင်စစ်သည်2ဦးနဲ့တက်မိသားစုဝင်9ဦးပွဲချင်းပြီးတေဆုံးခဲ့ကြောင်း ဒါအပြင်တက်တွင်းမိသားစု၅ဦးလည်းထိခိုက်ဒဏ်ရာရရှိပြီးဒဏ်ရာရရှိသူတွေကိုတပ်ဆခွဲလေးမြင့်ဆောင်300တက်စေးရုံကိုအရေးပေါ်ပို့ဆောင်ထားကြောင်းသိရှိရပါတယ်။ဒါအပြင်နမခစစ်တိုင်းရုံအတွင်းမှာရှိတဲ့ရိခါကိုတော်နှလုံးလဲပြိုကျပျက်စီးခဲ့ပြီးတော်လိုင်းရဲဘော်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။အနောက်မြောက်တိုင်းစစ်တနာကျုံနမခအတွင်းကိုကိုကြိမ်မြောက်ဖြစ် rocket ဆဲလုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။စစ်ခွေးအရာရှိ9កောင်အပါအဝင်တက်မိသားစုဝင်တွေကစုစုပေါင်း12កောင်တိုက်ဆုံတယ်။ ပြည်သူလူထုအနေနဲ့တော်လိုင်းရေးတပ်ဖွဲ့တွေကိုကူညီထောက်ပံ့ပေးဖို့အတွက်ပဲပြောချင်ပါတယ်လို့ချင်းတွင် Rocket Brother CRB မှတာဝန်ရှိသူကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုချင်းတွင် Rocket ညီနောင်ချင်းတွင် Rocket Brother CRB ဦးဆောင်ပြီးမဟာမိတ်ဖွဲ့များဖြစ်ကြတဲ့ချိုမိုင်မိုင်ကနီချင်းတွင် Brother ဘုဒ္ဓလင် Defense Force Federal Democratic Force ဘာမာ Army မုံရခိုင်တပ်ရင်း၁၄ဘူလက်ကောက်နဲ့ရင်းမာပင်ခိုင်အမှတ်၉တပ်ရင်းနဲ့ပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါပါခင်ဗျာ။ ောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တဝဲထောင်မှနိုင်ငံရေးအကျဉ်းသားကိုအောင်ကိုဦးတည်ဆုံးမှုမှာစစ်တပ်ကစေကူတာခွင့်မပေးတဲ့အတွက်နာတာရှိယောဂများနဲ့ကွင်လွန်ဟုဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းတဝဲအကျဉ်းထောင်မှနိုင်ငံရေးအကျဉ်းသားကိုအောင်ကိုဦးရဲ့တည်ဆုံးမှုမှာစစ်တပ်ကစေကူတာခွင့်မပေးခဲ့တဲ့အတွက်နာတာရှိယောဂနဲ့ကွင်လွန်သွားခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ဦးဆောင်အဖွဲ့ဝင်ကိုတိုက်ထွန်းဦးကရန်ကုန်ခေတ်သတင်းဌာနကိုပြောဆိုပါတယ်။ အော်တိုဘားလ3ရက်နေ့မှာနိုင်ငံရေးအကျဉ်းသားကိုအောင်ကိုဦးဟာနှလုံးစီးကြိုကြောက်ကက်ရောဂါများနဲ့အသက်သေဆုံးခဲ့ကြောင်းကိုအောင်ကိုဦးဟာသေဆုံးချိန်မှာအသက်48နှစ်ရှိပြီဖြစ်ပြီးဒဝေထောင်မှနိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုပုံမှန်905ကကြီးပောက်ကွဲငါးတို့နဲ့ထောင်တန်ရှင်းနဲ့မတရားဖမ်းဆီးအကျဉ်းချထားသူဖြစ်ကြောင်းသိရှိရပါတယ်ကိုအောင်ကိုဦးမှာ2021ခုနှစ်အစောပိုင်းကာလမှာအာဏာသိမ်းစစ်တပ်ကိုငြိမ်းချမ်းစွာဆန္ဒပြတဲ့လှုပ်ရှားမှုများမှာပါဝင်ဦးဆောင်ခဲ့ပြီးနောက်2021ခုနှစ်မေလ14ရက်နေ့မှာတော့ ရှင်မုတ်တီရွာနေအိမ်မှာအနာသိန်းစစ်တပ်လက်အောက်ကရဲတပ်ဖွဲ့ဝင်များမှဖမ်းဆီးပြီးပုံမှန်905ကကြီးနဲ့ပောက်ကွင်းငါးရုံးနဲ့အမှုဖွင့်ကတဝဲအချင်းထောင်မှထောင်ချခဲ့ခြင်းဖြစ်ပါတယ်။ငကုံမူလယောဂအခန့်ကြောင့်တဝဲထောင်မှအချင်းချခံရစဉ်စေဝါကုသမှုကိုမကြာခဏကုသမှုခံယူနေရသူဖြစ်ပြီးထောင်တွင်ကျမ်းမာရေးဆောင်ရှားမှုလွန်လောက်စွာမရရှိခြင်းတို့ကြောင့်တိတ်ဆုံးခဲ့ရခြင်းဖြစ်ကြောင်းသိရှိရပါတယ်။လက်ရှိမှာမြန်မာနိုင်ငံအတွင်းမှာရှိတဲ့အချင်းထောင်များမှာ အကျဉ်းသားများရဲ့အခြေခံစားတောက်ရေးမှာကုန်စည်နှုန်းအကြောင်းပြပြီးတတ်မှတ်ထားတဲ့အတိုင်းကျွေးမွေးခြင်းမရှိတဲ့အပြင်တောက်တုံးရင်ရှားပါမှုတွေပါကြုံတွေ့နေရကြောင်းအချို့အကျဉ်းထောင်များမှာအကျဉ်းသားများဟာအဝေးစီတွင်းမှာရေကိုရေစစ်ကတောက်တုံးနေရတဲ့အပြင်တောက်တုံးရင်မသိတဲ့ရေတွေကိုပင်တောက်တုံးနေရကြောင်းအဲ့ဒီလိုအခြေအနေတွေကြောင့်အကျဉ်းသားများရဲ့ကျန်းမာရေးထိခိုက်မှုများလာတဲ့အပြင်လုံလောက်တဲ့စေဝါကူတာမှုများမရရှိတဲ့အတွက်အသက်သေဆုံးသည့်အထိဖြစ်လာရခြင်းဖြစ်ကြောင်းကိုတိုက်ထွန်းဦးကဆိုပါတယ် 2025ခုနှစ်ထဲမှာ အခုချိန်ကျန်းမာရေးဆောင်ရှားမှုလုံလောက်စွာမရရှိလို့နိုင်ငံရေးအကျဉ်းသားအကျဉ်းသူအနည်းဆုံး24ဦးအသက်သေဆုံးခဲ့ကြပါတယ်။အဲ့ဒီတော့အကျဉ်းထောင်ထဲမှာဘာလို့ဒီလောက်ထိနိုင်ငံရေးအကျဉ်းသားသေဆုံးမှုတွေများလာလဲ။ပုံမှန်ဖြစ်နေတာလဲဆိုရင်အကျဉ်းထောင်အတွင်းအခြေခံအကျဉ်းသားအခွင့်အရေးဖြစ်တဲ့စားရေးတောက်ရေးကိစ္စတွေဟာအင်မတန်ကိုမှချိုးဖောက်ခံရတဲ့ခြေအနေဖြစ်ပါတယ်။စားတောက်နေထိုင်ရေးမှာအကျဉ်းသားအခွင့်အရေးအပြည့်အဝမရရှိတော့ယောဂဖြစ်တဲ့အခါမှာလဲယောဂကိုခံနိုင်တဲ့ခံနိုင်ရည်အမရှိပဲ ယောဂတန်ကိုထောင်ထဲမှာပဲရှိတဲ့အစားတောက်တွေစားတောက်နေရင်းနဲ့ပဲကြကြံခံရင်နောက်ဆုံးမခံနိုင်တဲ့အဆုံးမှာအခုလိုမျိုးတိတ်ဆုံးနေကြရတဲ့အခြေအနေတွေဖြစ်ပါတယ်လို့ကိုတိုက်ထွန်းဦးကပြောကြားခဲ့ပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းနိုင်ငံစီးဆူးပန်းရိုက်ဆက်ယုံတစ်ခုမှာတရားဝင်မြန်မာအလို့သမား60ကျော်ကိုအကြောင်းပြချက်မရှိဘဲအလုထုတ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ထိုင်းနိုင်ငံနခွန်ပတုံခရိုင်အုံးရိုင်မှာရှိတဲ့ပိတ်ဆဆီးဆူးပန်းရိုက်ဆက်ယုံတစ်ခုမှာ တရားဝင်မြန်မာအလို့သမား60ကျော်ကိုအကြောင်းပြချက်မရှိဘဲမတရားအလို့ထုတ်ခံလိုက်ရပြီးအဆိုပါအလို့သမားများရဲ့နင်နာခြင်းများပြန်လည်ရရှိဖို့ကူညီပေးလျက်ရှိကြောင်း MHAC မဟာမိတ်အဖွဲ့ထိုင်းရောက်မြန်မာလုံသားကူညီစောင့်ရှောက်ရေးကော်မတီမှအမှုစစ်စစ်စီစဉ်ရေးပြန်ကြားရေးတာဝန်ခံကိုစင်ပိုင်ကပြောကြားပါတယ်။ရင်းဆက်ရုံကမြန်မာအလို့သမားတွေကိုကြိုတင်အကြောင်းကြားခြင်းမရှိဘဲအလို့ဖြုတ်ပစ်လိုက်ခြင်းဖြစ်ပြီးအလို့သမားများမှလုံသက်3လကျော်မှနှစ်ပေါင်း20ကျော်လုံသက်ရှိတဲ့မြန်မာအလို့သမားများပါဝင်ကြောင်း မြန်မာအလို့သမား60ကျော်အလို့ထုတ်ပေခံရရမှာအလို့သမား38ဦးမှာ MHAC အဖွဲ့တံကိုဆက်သွယ်အကူအညီတောင်းခံလာခဲ့ကြောင်းသိရှိရပါတယ်။ MHAC အဖွဲ့သားတွေကအလို့သမားများနဲ့တွားရောက်တွေ့ဆုံမေးမြန်းခဲ့ပြီးထိုင်းနိုင်ငံအလို့သမားဥပဒေနဲ့ပတ်သက်သည့်များအားတွေ့ဆုံဆွေးနွေးခဲ့ကြောင်းအကူအညီပေးနိုင်ရေးမေးမြန်းခြင်းများလှုပ်ဆောင်ခဲ့ကသက်ဆိုင်ရာနေမြေခံရုံးကိုလည်းတိုင်ကြားမှုပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်။အလို့သမားတွေနဲ့အတူတူနေမြေခံအလို့သမားကာကွယ်ရေးရုံးမှညှိနှိုင်းဖို့အလို့ရှင်ကိုခေါ်တယ် အလို့ရှင်ဘက်ကအကြောင်းမပြန်လို့ထိုင်းနိုင်ငံတရားဥပဒေနဲ့အညီအမှုဖွင့်ထားတယ်ဒါတောင်အလို့ရှင်ဘက်ကကောင်းမှနေရင်နိနာသူအလို့သမားတွေရဲ့အခွင့်အရေးရဖို့ထိုင်းနိုင်ငံဥပဒေနဲ့အညီအလို့သမားတွေရှိကဆက်လက်ရည်တည်သွားမှာပါလို့ MHEC ပြန်ကြားရေးတာဝန်ခံကိုစင်ပိုင်ကရန်ကုန်ခေတ်သတင်းဌာနကိုပြောကြားပါတယ်အစပိုင်းမှာအမှုနဲ့ပတ်သက်၍မေးမြန်းရမှာအလို့သမား80ကျော်ကိုမေးမြန်းခဲ့ပေမဲ့အမှန်တကယ်အမှုဖွင့်တဲ့အချိန်မှာအလို့သမား38ဦးသာလာရောက်ခဲ့ကြောင်း ကျန်သူများမှတထင်းနဲ့ပူပေါင်းသူများကြောက်ရွံ့၍မပါဝင်ခဲ့ကြောင်းလက်ရှိလာရောက်တိုင်ကြားသူများထဲမှာလုံသက်နှစ်20ကျော်တမားများလည်းပါဝင်နေကြောင်း MHAC အဖွဲ့ထံကနေသိရှိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလို့စုံထိနားဆင်ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်ပြည်ပသတင်းတော်လန်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာကြပါစေခင်ဗျာ